ရှိကောမြတ်ဒိဋ္ဌိဒိဋ္ဌမတ္တံစာရှိတရားရှိနေရောမြတ်စွာဘုရားရှင်ကဘာဟိရောတာရုစတိယနဲ့မလူချဗုဒ္ဓနှုတ်တော်ဟောခဲ့တယ်မြင်းမြင်းကမြတိုင်းကြားရင်ကြားကမြတိုင်းစိတ်ကိုထားဖို့ ကိလေသာမဖြစ်အောင်ဉာဏ်ဉာဏ်နသတိတွေမှာဖြစ်ပေါ်သောခြေတွေတိုင်းစိတ်ကိုထွားနိုင်အကောင်းဆုံးဖြစ်တယ်သို့တော့ပါရမီဉာဏ်ဤစရိုက်တွေထည့်တွေ့ရမြင်ရင်မြင်အောင်မြတ်မှတ်ဖို့ဆိုတာတော်ရုံအတိတ်တဘာရင်းဉာဏ်နဲ့ဖြစ်နိုင် မြင်းငါမြတိုင်ကိလေသာဆိုင်ပဲဖြစ်ရရှုမှတ်ရမှာဖြစ်ပေမဲ့ဒီခြေလေးကိုချက်ချင်းရောက်ဖို့ကအာထုဆာရောဝိတွေအတွက်ခက်ခဲအရှင်ပြင်းပြင်းနဲ့စည်းစင်းနေတဲ့မိရက်တန်တော့ယုတ်တရအိတ်ဆုံးပဲဆိုရင်ရေစီရအရှင်ရောက်အိတ်ဆုံးလိုက်တဲ့အရာကျိုးပြတ်သွားနိုင် အိဆူထားတဲ့ရာကိုကြော်ခွတ်ဆန်ကြပြီလေဖယူဖျဲနဲ့စီးရင်သွားနိုင်ကိလေသာရဲ့အလင်းကဘဝဆက်ဆက်ရှိန်ပြင်းပြင်းနဲ့စီးရင်နေရှိန်ပြင်းသောစီးရင်နေတဲ့ကိလေသာရဲ့အလင်းကိုယုတ်တည်းပိတ်ဆို့ကြည့်တဲ့အခါရက်တံမသွားဘူး စိတ်အခြေအနေဖျူဖျဲဖြစ်ပြီးဝုံနိုင်ခြေသွားတယ်။ကိလေသာစိတ်ပဲဖြစ်ခြင်းနဲ့အတွက်အနေကိုတည်နေရှုမပိစုကြည့်။မရဘူး။တည်တာရှုမနေရင်လည်းကြိုးကြကိလေသာစိတ်တွေဖြစ်တယ်။ကိလေသာမဖြစ်ခြင်းဘူး။ကိလေသာကလည်းမဖြစ်ဘဲမနေဘူး။ ကိလေသာကိုအတင်းဖိဖို့ကြိုးစားတယ်။ကိလေသာကလည်းယုံကံပြီးဖြစ်နေ။ဖီလိုက်ယုံကံထွက်လိုက်ကိလေသာနဲ့နှပန်းလုံးရတဲ့အတွက်ပြန်ပန်းပြီးတရားကြတော့ပြင်းထန်တဲ့မြည်စီကြောင်မြည်လက်တက်လေးတွေခွဲထုတ်ပြီးရေစီးအရှိန်ကိုရှော့တယ်။အရှိန်ရော့သွားမှ ရေစီးရောင်ပိတ်ဆို့မြေရေစီးရောင်ရရတန်သွားတယ်ကိလေသာရှိန်ကိုလျှော့ကြည့်ဒါနာနဲ့လောဘကိုပေါင်းပြုတ်သီလနဲ့ဒေါသကိုပေါင်းပြုတ်ဘာဝနာနဲ့မောဟကိုပေါင်းပြုတ်ပါလေရလာမှာကိလေသာ အလုံးကိုမနဲ့အမြစ်ဖြစ် ပထမမက်ကဒိဋ္ဌိနဲ့ဝိသေကိစ္စကိုပယ်တယ်။တရားအားထုတ်နေသူကအတိနဲ့ယာယီပယ်တယ်။ပယ်ထားမှလက်ရှိမရစင်ပြေတယ်။အရာဝတ္ထုတစ်ခုကိုမြင်တယ်။နေငါများဖြစ်တဲ့အတိုင်းစိတ်ကိုမထားနိုင်လိုက်။လှတယ်။ကောင်းတယ်လို့အော်တိုမက်တစ်နှလုံးသွင်းပြီးပြီ။ လောဘစိတ်ဖြစ်တယ်လောဘစိတ်ဖြစ်ရကောင်းလားလို့မကြည်မနှက်ဖြစ်တယ်ဒေါသစိတ်ထပ်ဖြစ်တယ်အပူပေါ်အပူဆင်းသွားတယ်ပုထုဇဉ်ကပုထုဇဉ်စိတ်ပေါ်တာအဘာဝပဲဖြစ်တယ်ကိလေသာစိတ်လုံးဝမဖြစ်တော့ယဟန္တာခေါ်ရတယ်တရားကျင့်စေပုထုဇဉ်ပုဂ္ဂိုလ်က ဘယ်ကိလေသာကိုမှအမြဲပြတ်ပယ်တတ်ထားတာမဟုတ်ဘူးအနတ္တကိုသဘောမပေါက်တဲ့အပူပေါ်အပူဆက်ကိလေသာမဖြစ်ခြင်းဘူးကိလေသာကလည်းမဖြစ်ပဲမနေဘူးထိန်ချုံမရလို့အကြောင်းဆိုရင်ဖြစ်ပေါ်တတ်တဲ့အနတ္တသဘာဝပဲဖြစ်တယ်အတ္တလို့ဆိုကိလေသာဖြစ်အောင် လုံအားရမှာပေါ့ကိလေသာစိတ်ကိုကအနတ္တတရားဖြစ်နံပရမဖြစ်အလုံးသွင်းရှုမှတ်ကိလေသာဖြစ်ခိုက်ကိုရှုမှတ်ခြင်းကပြစ္ဆုတ်ပန်အဲ့ရရှုခြင်းပဲဖြစ်တယ်အဒီပတန်ဓမ္မနုပဒနာအပိုင်းမှာကိလေသာနိဝရဏတွေကိုပြန်ရှုဖို့ ဘုရားရှင်ညွန်ကြားထားတယ်။ပြန်ရှုနိုင်ရင်တတိဝေမီဖြစ်တဲ့အတွက်ဖြစ်စေကိလေသာစိတ်ရှင်ရော့သွားတယ်။ရော့သွားတဲ့အတွက်စိတ်နောက်ပူပါခြင်းတွေမဖြစ်တော့ကာယကံဝစီကံလွန်ကျူးမှုတွေမရောက်စိတ်ထဲမှာဖြစ်စိတ်ထဲမှာပဲပြောက်သွားတယ် ပထမအောင်မြင်မှုပဲဖြစ်တယ်။ကိလေသာကိုတည်မထတတ်ရင်လွန်ကျူးမှုတွေဖြစ်တယ်။ကျွမ်းကျင်တဲ့စေသမားကအစိတ်ကိုစေဖြစ်တော်မူဆာယာယောဂကိုဥရဲကျွမ်းကျင်တဲ့ဝိပဿနာတရားသမားကဖြစ်ပေါ်စေကိလေသာကိုပြန်ရှုပြီးဘာဝနာကုသိုလ်ဖြင့်မြတ်ထုတ်တယ် ဖြစ်အောင်ပြက်အောင်လုံယူမရတဲ့အရာတွေမို့မိမိစံနာနဲ့တာစီပြောက်ဖြစ်ဖို့မကြိုးစားရနဲ့ဓမ္မတဘာဝဥဒဘောသူဆောင်ပြီးဖြစ်လာခြင်းပြောက်ွယ်ခြင်းကိုလက်ခံအတိမတ်ပြုအတိဖြစ်ပေါ်လာပါလားပြန်ပြောက်ွယ်သွားပါလားဖြစ်ချင်းပြချင်းကို ပါမမတတ်နိုင်လိုက်ပါလားအနတ္တတဘာဝပါလားဖြစ်လိုက်ပြလိုက်နဲ့အဓိပ္ပာယ်မရှိစင်ရဲ့ရင်တက်တက်တာဖြစ်နေတာပါလားလို့ဉာဏ်ကမှတ်ချက်ပြုသိပေးနေခြင်းဖြစ်တယ်။ဤလသာစိတ်ဖြစ်ခြင်းကိုတားမရသည်ရှင်မန်းသိအောင်မကြိုးစားရတော့မယ်။အလုံးသွင်းမှန်နေဖို့လိုတယ်။ ကုံကျင်ပျောက်ချင်စိမ့်နဲ့ရှိရင်နှလုံးသွင်းမှားနေပျောက်စီရင်နေတဲ့စိတ်ကအလိုဆန္ဒသဘောပါနေလို့ဤလေတာပြကြောရှိအာယုံပေါ်နှလုံးသွင်းမှားပြီဒေါသသည်ဖြစ်တယ်ဒေါသကြောင့်ဘလောင်စုအောင်ပူလောင်နေဒေါသအာကြီးရင်မျက်နာနီးရဲတလာပြီ ခန္ဓာကိုယ်ပေါ်တဆက်ဆက်ပြောနေဒီအချိန်မှာဒေါသကြောင့်ဥလောင်နေမှုကိုအတ္တိထားရှုမှတ်ရတယ်။ဥလောင်မှုကိုမခံနိုင်လို့ရောက်ချင်စိတ်နဲ့မရှိပါဘူး။အာယုံကိုတည်တိုင်းတတိမခေါ်ဘူး။တတိဆိုတာဥတ္တစိတ်ဖြစ်တယ်။ရောက်ချင်၊ကုန်ချင်၊အေးချမ်းခြင်းစိတ်ကလောဘစိတ်ဖြစ်တယ်။ ပူလောင်နေတာကိုပူနေတယ်ပူနေတယ်လို့ပဲသိနေတတိအစာထိုးပြီးဖြစ်တဲ့တွေ့ပူမှုရှင်ဟာအရေးရင်နေရောကြသွားတယ်ကိုကရောသေးခြင်းလို့ရောသွားတာမဟုတ်ဘူးစိတ်နဲ့စိတ်ရိုင်းမဖြစ်တဲ့သဘာဝမျိုးတတိစိတ်အစာထိုးမှုကြောင့်ပူလောင်မှုရောသွားခြင်းဖြစ်တယ် ရော့ရကနေတဖြည်းဖြည်းကြောက်ွယ်သွားတယ်။ဒီဖြစ်စဉ်မှာမိမိဆိုတဲ့ကဘာလုံလို့ရလိုက်တယ်လဲ။ပုဂ္ဂလပြာပါရအနေနဲ့အဒီနဲ့အာယံကိုအလိုက်တင်ပြီးပြုံးမဲ့မဟုတ်လား။ဒီဟာအများရင်ဓမ္မပေါ်သဘောပေါ့ဉာဏ်မြင့်လား။တော်သာဆိုတာပရမစိတ်တဘာဝဖြစ်လို့အကြောင်းဆိုရင်ပေါ်တယ် စိတ်တဘာဝရပဲရင်ငိုပူလောင်စေတယ်စိတ်တဘာဝအရာပဲရောက်ွယ်သွားပြန်အနတ္တဆိုတာဒါပါလားစာဖတ်သည်တရားနာသည်မဟုတ်တော့ပဲကိုယ်တိုင်ညာတွေ့သည်ဖြစ်လာတယ်ရှုမှတ်မှုလေးချင်းကောင်းရင်ဒေါသစိတ်ဖြစ်တာနဲ့ဖြစ်မှန်တန်းတည်တယ်သမารိအာညာအား တက်မြက်နေတဲ့ကဒေါသစိတ်ဖြစ်ခြင်းကိုပဲတင်းတင်းဆာဆာမဖြစ်ခင်ကလေးကဖြစ်ခြင်းနိမန်းကိုသိတယ်စိတ်ကလေးယုံနေတာတိုးနေတာဉာဏ်ကအုပ်နေနေတယ်အလူတရားရှိနေတယ်ဗျာဣလေသာအကြံစာသို့မဟုတ်အနုစာကဖြစ်နေ ਉ ပဲ ဖြစ်လာသည်များသည်တဘာဝတရားသာဖြစ်သည်တော့ပိုင်နိုင်စွာနှလုံးသွင်းရှုမှတ်နိုင်ဖို့ပဲလိုတယ်ယောဂီတို့တရားစကံဝင်ပြီတရားနာတရားထုတ်တော့တဏှာရဲ့အပြစ်ကိုနာကြရတဏှာကြောင့်ဒုက္ခရောက်ငန်းဘယ်အရာကိုမှမဆွေးလန်းသင်မှန်သိလာတယ်တရားစကံကထွက်ပြီ အိမ်မန်ရောက်တော့မြေးဖြစ်သူကအဖွားပြန်လာပြီလို့ပြေးဖက်တဲ့အခါတော့တော့ငါနားမလာနဲ့နေငါမြေးမဟုတ်ဘာမှဆွေးလန်းရမရှိဘူးဆိုပြီးမြေးကိုတွန်းလွတ်တယ်မြေးလေးကငုံမဲမဲနဲ့ကြောင်ပြီးကြည်တော့စိတ်မကောင်းဖြစ်ရပြန် ကို့အချင်းကြီးကို့ပမာဏကိုနားမလဲတဲ့ယောဂီဖြစ်တယ်။တရားစခန်းကတော့တဏှာရဲ့အပြစ်ကိုဟောမှာပဲဖြစ်တယ်။ကို့တိုင်တာကတဏှာကိုပယ်နိုင်တဲ့စစ်မဟုတ်သေးဘူးဆိုတော့မတုံးတတ်တကယ်ဟုတ်။ဒါကြောင့်မြေးကိုတော်လွတ်ပြီးတဏှာကိုပယ်ဖို့ကြိုးစားတယ်။စိတ်မကောင်းတဲ့တောကပါအစီရလိုက်။ဖျားရှင်က အတ္တဒိဋ္ဌိကိုမပယ်ပဲတဏှာကိုပယ်ရမသိလို့ဟောတော်မူတယ်။ကိုကပါလေပယ်စင်ဘာကိုအရင်သိပြီဘာကိုအရင်ပယ်ရမလဲအမှန်တိုင်းမြင်ဖို့လို့အနတ္တကိုသဘောပေါက်တဏှာကိုမပယ်သေးတော့နေရာတိုင်ရတာအတန်အစ်လွတ်လပ်မှုရှိတယ် စင်ပညာတိရမချာအစ်တိုင်းလက်ခံလိုက်ပါစောင်းမထုံလုံးပါရှင်